တေချာပေါက်ပွဲထွက်ရအောင်မဲ့အမြင့်ပြန်နေတဲ့လီဗာပူးကစားသမားလီဗာပူးနိပြကြီးအမ်စလော့ကတော့သူ့အနေနဲ့လက်ရှိရလက်စုရိချာကနေရုံထွက်နိုင်ဖို့အတွက်ညစ်စနစ်အပြောင်းလဲကိုပြုလုပ်သွားမှာမဟုတ်ဘူးလို့ဆိုထားပါတယ်ကစားသမားတွေကလည်းပုံသေးကစားခွက်နဲ့ကစားချင်ကြသလိုလိုအပ်တဲ့အသေးစိတ်အချက်အလက်တချို့ကိုတော့ပြင်ဆင်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်ဆိုတော့ဒီပွဲမှာလည်းပုံမှန်မြင်တွေ့နေကြတဲ့အတိုင်းပဲထပ်ပြီးတော့မြင်တွေ့သွားရဖို့ရှိပါတယ်ထူးခြားချက်တစ်ခုအနေနဲ့ကတော့ညာနောက်ခံနေရပါပဲ။ ဖရင်ပောင်နဲ့ဘရက်ဒလီတို့ကဒီပွဲစဉ်ကိုဆက်ပြီးတော့လွဲချော်ဦးမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလည်းဒီနေရာအတွက်အမ်စလော့ကစူဘိုကိုပဲရွေးချယ်ခဲ့ပြီးတော့ဒီလိုရွေးချယ်ခဲ့တဲ့ဆိုတာကလည်းနောက်ခံလူဂိုမက်စ်ကကြံ့ခိုင်မှုမပြေဝသေးတာကြောင့်ပါ။အခုတော့ဂိုမက်စ်ကကြံ့ခိုင်မှုကောင်းနေပြီဖြစ်တာကြောင့်ဒီ PSV နဲ့ပွဲစဉ်မှာပါဝင်လာနိုင်ခြေရှိနေပါတယ်။ဂိုမက်စ်ကညာကျမ်းမှာပွဲထွက်ကစားလာမယ်ဆိုရင်တော့စူဘိုအနေနဲ့ကွင်းလယ်မှာပြန်ပြီးတော့ကစားလာရဖို့ရှိပါတယ်။ Florian Vers ကတော့ကြံ့ခိုင်မှုကြောင့်ဒီပွဲကိုဆက်ပြီးတော့လွဲပါအောင်မယ်။ ။စူဘိုကကွင်းလယ်ကိုပြန်ပြီးတော့ရရှိလာမှာဖြစ်တဲ့အတွက်ကွင်းလယ်ကပုံမှန်ထက်တော့တောင့်တင်းလာဖို့ရှိပါတယ်။ပြောရလို့ရှိရင်စူဘိုအနေနဲ့ဒီယာဒီမှာအတော်လေးကိုအမြင့်ပြန်နေတယ်လို့ဆိုလို့ရပါတယ်။အတင်းအနေနဲ့ဘလို့ပဲရလက်တွေဆိုးရနေပါစေ။စူဘိုကတော့ကစားရတဲ့မိနစ်တိုင်းလိုလိုအကောင်းဆုံးပေးဆက်ကစားနေတာကိုတွေ့ရပါတယ်။ဒါကို Mslot ကလည်းကောင်းကောင်းကြီးသိနေပြီးသူ့အနေနဲ့စူဘိုကိုမဖြစ်မနေပွဲထုတ်သွားအောင်မလို့ဆိုထားပါဗျ။ပရိသတ်တွေအနေနဲ့ကတော့သူ့ကိုညာနောက်ခံနေရာထက်ဆိုင်ကွင်းလယ်မှာမြင်တွေ့ကြနေကြပါရဲ့ရှင်။